ဟင်္ဒရာကတစ်ဖက်သွားဝဲကြီးတယ်ကိုဝင်းထိန်နဲ့သူက3300ကျော်လောက်တန်းမှာဥကန်ထူးကကျွန်တော်ငငယ်ရလဲစပယ်ဟာခုလဲစပယ်ဟာဟောခမရသားကြီးအောင်ရောဟောဆရာကလဲစပယ်ဟာသားစပယ်ဟာပေါ့ဆရာရဲ့ဟောဥကန်ထူးကသူ့ကိုယ်သူမမြင်အောင်မကဘူးဆက်ကနဲ့ခေါ်သွားဟင်္ဒရာကျော်ရင်မဲ့ဗျာအသက်6နှစ်ဖြတ်စုကြုံနေတော့ ရွာစည်းရိုးတွေဖောက်ထွက်ကိုဝင်းထိန်ငါကားဆိုရင်မမုန်းတော့ဘူးကွာကျွန်တော်နှမျောကိုဝင်းထိန်ကပြုတ်နေသူ့ရွာရောက်တော့ရွာဦးမှာရွှေရောင်တဝင်းဝင်းနဲ့ဖခင်ကိုဝင်းထိန်တဲတာဘုန်းကြီးเจ้าဝင်းနဲ့မှာပြတ်သက်ဘုံဆောင်နဲ့နှစ်ထပ်เจ้าကြီးကိုဝင်းထိန်ကောင်းမှုအဲ့ဒီเจ้าကြီးပြေးมาပဲတိန်เจ้าကိုဝင်းထိန်ဆောက်တာရွာလယ်မှာ နှစ်သက်စာပင်เจ้าရှင်ရှင်ကြီးကိုဝင်းထိန်ကောင်းမှုပဲအဲ့ဒီเจ้าရှင်ခွက်လက်ကွင်းမြန်မာဆရာရဲ့ကျွန်တော်တို့ရောလူတွေကိုအသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်အောင်ဟောပေးစမ်းပါဆရာကုံကြားစိတ်အားလုံးသူတယောက်ခဲခနဲ့ကိုဝင်းထိန်မိရချမ်းသာလိုက်တာကွာတထေးသာလာကွာကျွန်တော်မေးတော့ဘယ်ဟုတ်မလဲဆရာဒီရောမှာစားရမယ်တောက်ရမယ်ဆင်းရဲလွန်းလို့ငါ ဒီတိုင်းတော့မနေဘူးกว่าတထေးဖြစ်အောင်ကြိုးစားမယ်กว่าဆိုပြီးတော့ညံကုန်ဆင်းတာပါဆရာကားစီးသွားတော့ကားကပေးเสียမရှိလို့စပယ်ယာကကန်ချမယ်ငရင်ရိုက်တကယ်ကယ်လို့မနေရှခိုးဦးတွေတောင်းမှရတလန်လုံးကျွန်တော်ခိုင်းမှခမရလောက်ပါတကယ်လေခိုင်းမှနေဆရာတလန်လုံးကျွန်တော်လောက်ဘာမှမလုပ်တော့ပါဖင်ပေါ့တယ် အတွက်ကမရှိလုတ်တယ် driver ကမြင်တယ်ဒီကလေးမဆိုးဘူးရန်ကုန်ရောက်ပြီမင်းပဲသွားမယ်ကျွန်တော်သွားစရာနေရာမရှိပါဘူးဩမင်းတော့ဒုက္ခရောက်တော့မယ်ကောင်းမယ်ကဲဒီလိုလုတ်ငါကားမှာမင်းကုန်ထမ်းညကျတော့ဒီကားကိုစောင့်ပြီးတော့အိတ်ပေါ်ပါဟာဟန်ကြလိုက်တာအလုလဲရပြီအဲ့ဆရာကြောခင်းမှုနေရာရ driver ကလည်းဟန်ကြတယ် ညာရိကားဆောင်ပတ်စံပေးနေရပတ်စံမပေးရတော့လကားခိုင်းလို့ရအဲ့ဒီကောင်ကဗျာစပယ်ဟာကိုနင်းပေးနှိပ်ပေးဒရိုက်ဘာကိုနင်းပေးနှိပ်ပေးလက်ဖေးဆိုပြေးဝဲလိုက်ဆေးလိုက်တို့လေးကောက်ကင်နာနဲ့မီးပြေးချစ်ပေးဒရိုက်ဘာစပယ်ဟာနောက်ကိုချစ်သွားနောက်တော့စပယ်ဟာဒီပင်ကပြောင်းသွားဒီကောင်ယာရုတက်သွားစပယ်ဟာဖြစ်သွားစပယ်ရဖြစ်တော့လေသူ့ဆရာကိုယူသေးတော့ဆရာကချက်တယ်ကာမောင်းပင်ပြီး ကားရေဆဲကြီးအောင်ကွာကားစီထုတ်ချီကွာမောင်းတက်သွားလိုင်စင်လုတ်သူတို့ဆရာကားတစ်ထောင်တော့ဒရိုက်ဘာအမတ်ခံပြောပေးတာနဲ့ဒီကောင်ဒရိုက်ဘာဖြစ်ဟိုကောင်စပယ်ယာကစပယ်ယာတိုင်းမကြံခဲ့တယ်နော်သူဒရိုက်ဘာဖြစ်ဖြစ်တဲ့ခါကျတော့ရတဲ့ငွေကိုမတော့မစား900ဆဲလိုက်တော့မတုံဆွဲဘူးစုထားငွေကလေးချစ်ချစ်ပါသိတယ် ကားပြည့်ရင်သူများလိုဝါရှော့ထိုးပြီးတော့လပိတ်ဆိုင်မသွားဘူးကားတန်ရောစင်းနဲ့ဘေးကထိုင်ကြည့်ဘာဖြစ်လို့ပြတ်တာလဲပြဘယ်လိုလုပ်လို့ကောင်းသွားတာလဲအဲ့ဒီပစ္စည်းထဲရတာဘာပစ္စည်းလဲတစ်ခါပြတ်တော့တစ်မျိုးတက်ဆယ်ခါပြတ်တော့ဆယ်မျိုးတက်အဲ့ဒီမှာရင်နောက်တော့ကားကောင်းကောင်းပြတ်တက်သူစုမိတဲ့ငွေကလေးနဲ့ဝါရှော့ကလေးထောက်ကြည့်ဦးသူ့ဆရာက driver မှတန်နေဝါရှော့သေးသေးလေးရတဲ့ချိန်မှန်တယ်ကွာလောက်တာကောင်းတယ်ကွာ ဆက်ဆံရေးပြင်းလဲတယ်ကွအတ္တံများတော့ဝတ်စော်ကြီးဖြစ်အခုနောက်ဆုံးဆယ်ဘိန်းကားကြီးတွေဘော်ဒီရိုက်ရောင်းတယ်ကားစင်းကိုဘိန်း80ရကိုဝင်းထိန်အထေးဖြစ်သွားတာပဲသူဆရာဒရိုင်ဘာကဒီတိုင်းမှကျန်တယ်သူကတထေးဖြစ်အောင်လုပ်မယ်ဆိုတဲ့ကြီးမှန်းချက်ထားတာကိုဘယ်ရက်လို့ရမလဲကျွန်တော်တို့ကြီးမှန်းချက်မြင့်မြင့်မှန်မှန်ထားစမ်းပါ ကိုဝင်းထိုင်နဲ့တွေ့ပြီးကျွန်တော်60မြို့ဆင်မွဲပြန်တော့ကျွန်တော်ငငယ်ရစပယ်ဟာဥကန်သူသူနဲ့တွေ့နာမည်ကတော့ကန်သူပဲလူကတော့ကန်မသူဥကန်သူဘာရင်လုံနေတော့ဩဆရာကလည်းငငယ်တော့ငါစပယ်ဟာခုလည်းစပယ်ဟာပေါ့ဥကန်သူသူ့ကိုယ်သူမမြင့်တင်ပါဘူးဒီတိုင်းပဲနေနော်လူဆိုတာကိုယ့်ကိုယ်ကို promotion ပေးရမယ်ဗျသူများပေးမယ် promotion မှာကျွန်တော်တို့က မျောနေတာကိုကိုကမြင့်မြင့်အ ਨੇ ဆုံးစာရီဖတ်တနစ်ကိုခမရအုံ20ဖတ်ပြီးအသိဉာဏ်ပညာမြင့်သွားပြီးနောက်တစ်နှစ်ကျတော့အုံ40ဖတ်နှစ်ဆတိုးမြင့်သွားပြီး promote လုပ်တယ်ဆိုအဲ့ဒါ promotion ပေးဥက္ကံထူကကျွန်တော်ငငယ်ရလဲစပယ်ရခုလဲစပယ်ရဟောခမရသားကြီးအောင်ရောဩဆရာကလည်း စပယ်ရတာစပယ်ရပေါ့ဆရာရဲ့ဟောဥကံသူကသူ့ကိုယ်သူမမြင်အောင်မကဘူးသူ့သားသမီးကိုလည်းသူ့ရဲ့မြင်အောင်မမြင်နိုင်ဘူးဟမ်ခမရတို့ကလည်းအဖေစပယ်ရသားစပယ်ရကိုကျွန်တော်ကမကျေနပ်လို့ပြောတာဥကံသူကချီးမွမ်းတာမှတ်လို့ဘယ်ကမလဲဆရာသူကျွန်တော်သမီးကြီးကမွေးမြေးကလေးလည်းစပယ်ရပဲခမရတွားပြီပေါ့ကျွန်တော်တက်ကတော့ ဝင်ခွေးလျှောက်တဲ့ခါကျတော့ကျွန်တော်အမှတ်ကစိုက်ရတက်ကတူသွားနိုင်တဲ့အမှတ်ပါပဲကျွန်တော်တမန္တလေးတက်ကတူမြန်မာစာအဓိကလျှောက်ပါလေဒီမျိုးကဆရာကြီးမြကေတုဟာကျွန်တော်မြန်မာစာဌာနဆရာရင်းပါပဲကျွန်တော်ဆရာကြီးရဲ့တပည့်အရင်းပါနောင်ဆရာကြီးမျက်စိကြွယ်သွားတဲ့အခါတော့ကျွန်တော်ဘလောက်ရင်းနှီးချစ်ခင်တော့ဆို မရောက်တာကြာလို့ဆရာအိမ်သွားပြီးတော့နှုတ်ဆက်လိုက်ဦးဆရာနေကောင်းလားတန်ကလေးကြာရင်မောင်တင်လိုက်ပဲกว่าအဲ့လိုယင်းဤပါလေဆရာကနတ်ရှင်အောင်ကြောင်းမြန်သင်လို့ရှိသူလည်းတောင်းမူသားဆိုတော့နတ်ရှင်အောင်ရုပ်ရည်ရတယ်တကယ်ကောင်းတာပါအနုအနွဲ့အလှတိန်ဃာရယတဆရာနတ်ရှင်အောင်ရုပ်ကိုသင်ပြီဆိုရင် ကျွန်တော်တို့တပည့်တွေဟာတက္ကသိုလ်ဆရာဆရာမအားလုံးကရောမြတ်ကေတုကိုနတ်ရှင်တော်ဝင်ပူးနေပြီလို့ပြောကြပါတယ်။ဒါသူ့ရဲ့ crazy ပဲ။ကြောက်မလို့ဘယ်သူကမပေးတာမဟုတ်ဘူး။ဆရာအင်ရှိကလမ်းတက္ကသိုလ်တစ်ခုလုံးကပေးတဲ့နာမည်ပါပဲ။နတ်ရှင်တော်လမ်းတဲ့။ဒါဒီလိုသမိုင်းပြင်အောင်ဆရာကလုပ်ခဲ့ပါတယ်။အဲ့ဒီမှာကျွန်တော်မြန်မာမြန်မာစာရှောက်ပါတယ်။အဲ့ဒါမရဘူးဆိုရင်မှ ျွန်တော်ဖေကလက်သမားဆိုတော့ကျွန်တော်စိုက်ပျိုးရေးတက်ကတော့ဒုတိယဦးစားပေးလျှောက်ပါအဲ့ဒါမှမရဘူးဆိုရင်တော့မင်းအမှတ်တိုင်သွားဆိုသွားပါမင်းဆေးတက်ကတော့လို့လျှောက်ပါတယ်နည်းနည်းကြောင်းမြင်ဖြစ်ပါတယ်စတန့်ထွင်တာမဟုတ်ပါမဟုတ်ပါရိုးရိုးသားသားလောက်တာရိုးသားလုံးအာကြီးတော့အစမ်းထွင်တယ်လို့ဖြစ်ပါလေဆရာပီမုန်းနဲ့မေးတယ်လေမင်းဘာဖြစ်ချင်တယ်လဲကွာကျွန်တော်စာရေးဆရာဖြစ်ချင်တယ် ဖြေပြီးပြိုက်တယ်ကျွန်တော်ဆရာမပြောတယ်ငန်းရင်ကလေးကပြောတယ်စာရေးဆရာနှလုံးသားထဲမှာစွဲတယ်စာရေးဆရာအဲ့တော့စာရေးဆရာဖြစ်ချင်တဲ့ကောင်ဟိုအောင်ဒီအောင်လုပ်နေနဲ့မိမြမာစာကျွမ်းမလို့လေကွာမြမာစာကြောက်စာသင်ရကြောက်စာဖတ်တတ်မယ်ပါဠိဘာသာတတိယနှစ်တိသင်ရပါဠိရလည်းကျွန်တော်တက်ဖို့ကောင်းတယ်သမိုင်းသင်ရစိတ်ပညာသင်ရဟိုစာရေးချင်တဲ့ကောင်အန်ကိုကြအဲ့ဒါကျွန်တော်မြမာစာပြစ်လျှောက်တော့ မြန်မာစာကကျွန်တော်ရွေးလိုက်ပါတယ်တက္ကသိုလ်ဝင်ခွင့်ကျွန်တော်ရဲ့ခုံနံပါတ်ဒီတက်ပါပဲအမှတ်များနေနဲ့စီလိုက်တော့ကျွန်တော်တက်ရတစ်သလုံးမရဘူးတဲ့တက်အဲ့ဒီမှာစရအဲ့ဒီတော့က1965ခုနှစ်တက္ကသိုလ်လူရည်ကြုံနေစရွေးတဲ့နှစ်ကျွန်တော်လို့တက်ရတယ်ခုနှစ်ယောက်ရှိပါလေပမောက္ခချုပ်နဲ့ပမောက္ခရကျွန်တော်တို့ခုနှစ်ယောက်ထပ်ပြန်ခိုင်းပါလေကျွန်တော်ထပ်ပြီးတော့ ပြရပါလေမဆမ်းပါဘူးပြီးမုန်းနေတပည့်ခောက်နေပြီတဲ့ခောက်ရင်တကားကြီးကပွင့်ပါလေကြောက်မလို့ခောက်ကြပါပြောချင်ပါလေအဲ့တော့တဲ့ရတော့ကျွန်တော်တက်ကသူလူရေကျိုးရွေးခံရပါလေလူရေကျိုးစခန်းမှာတက်ကသူပေါင်းစုံက150နဲ့2ယောက်ရှိပါတလအဲ့ဒီမှာလည်းပဲထပ်ပြန်ရပါလေကျွန်တော်ထပ်ပြီးတော့ ဒုတိယရတဲ့လူတွေကျွန်တော်မှတ်နေဆိုရင်20တောင်กว่าတယ်သင်္นานမှုတွေကမှတ်တင်တာတော့ပြောပါလေ။ဘာလောက်တာလို့ဆိုတော့သိငယ်နေရာကြီးပျောက်ပြီတကားဆိုတာခောက်ရင်ပွင့်နေလို့တက်တည်ပြကျင်တာပါဗျာ။ဆာချစ်သူများပြန်စဉ်းစားလိုက်ကျွန်တော်လက်ပတ်စာမေးပွဲတစ်ခါမှမအောင်ဘူးတဲ့လူပါလူ60ရှိတဲ့တန်းထဲမှာ52နောက်မှာရှိတဲ့လူပါ။ ကိုကိုကိုညံ့နေထင်လို့ညံ့နေမှုပါလေစာချစ်သူများလည်းကိုကိုကိုညံ့နေထင်ပြီးတော့ညံ့နေကြမှာဆိုလိုပါလူများစွာတို့ဒီတဲ့ကို့မှာရှိသောအကြီးချင်းကောင်းများကိုထုတ်ပြီးတော့မသုံးလိုက်ကြပဲနဲ့တေရွာအထိပါသွားကြတာနှမျိုးစင်ကောင်းလိုက်တာကျွန်တော်တို့အသီးသီးမှာရေချင်းနေရှိပါလေကျွန်တော်ဆရာပီမုန်းနေကအဲ့ဒါပေါ်ထုတ်ပြီးပြီးခဲ့တာပါ ဆရာကြီးကကျွန်တော်ကအကယ်တင်ရှင်ယေရှုရှင်ပါပဲဆရာပီမွန်နဲ့အနှစ်ဒီရုပ်ရှင်အနှစ်တရာပီမွန်နဲ့ဆရာကြီးအနှစ်တရာပြေးမှာဆက်ညွန်းကိုပထမဆုံးရေးတဲ့ဆရာကြီးမို့လို့ပီမွန်နဲ့တရာဘွဲပူဇော်ဘွဲရုပ်ရှင်ကလုပ်ပါတယ်ကျွန်တော်ခေါ်ပြီးတော့ပီမွန်နဲ့ကြောင်းဟောခိုင်းပါလေဒါကလေးကိုဟောပြီးတော့ပူဇော်ရပါ30မြို့သားဆရာမျိုးကိုသွားပြီးတော့လေပူဇော်ပါလေအဲ့တော့ ဆရာကြီးနဲ့ကျွန်တော်နဲ့ကအသက်ချင်းမိဝင်မိွတ်ပဲကွာပါတယ်ဆရာကြီး1947မှာကွယ်လွန်ပါတယ်ကျွန်တော်1947မှာမွေပါတယ်သူကွယ်လွန်တဲ့နှစ်မှာကျွန်တော်မွေတာပါပဲသူသေးပြီးမှမွေးမယ်ကောင်းကိုမြောင်ကြတယ်ခေါင်းမဆိုင်အောင်ဆွဲကယ်ခဲ့ဆရာစားပါပဲဆရာကိုပူဇော်ပြီးတော့တောင်ငုံမြို့မှာ ချစ်စွာသောစာချက်များကျွန်တော်ဒါကလေးဟောတာပါကျွန်တော်ဘဝနဲ့ထင်ရပြီးတော့ပြောတာပါတောင်းလို့ဒီချိန်နဲ့ဆိုရင်ကျွန်တော်၃ချိန်ရှိပါပြီဟောရတာ၃ချိန်စလုံးပြီးတဲ့အထိဒီလိုပဲတောင်းပြိဿကအင်ပြည့်အပြည့်ချစ်ခင်စွာနဲ့ကောင်းစွာနားထောင်ကြရစေစာရေးဆရာတွေပြောတယ်တောင်းကဖိတ်လို့ဆိုရင်ဝန်တာရသွား ပြိဿကအရန်ကောင်းမယ်အားရပါရပြောကျွန်တော်အဲ့ဒီလိုမှားလေးရှိပါတယ်ဆာချစ်သူများကိုကျွန်တော်ညီကုန်းချုပ်ပါတော့မယ်တကားတော့ခောက်ဆန်းပါခောက်ကြပါဒီမှန်းချက်ကြီးကြီးထားဆန်းပါဟိုးတောင်ထွအမြင့်ကိုကြည့်ပြီးတော့စိတ်မမောလိုက်ပါနဲ့လေကားတစ်ထစ်ချင်းတက်ရမှာပါအထုကိုခုံမတက်ရပါဘူးတစ်ထစ်ချင်းတက်ရင်နောက်ဆုံးတော့တောင်ထိပ်ရောက်သွားလိမ့်မယ် အဲ့ဒီခါမှာအောက်ကိုပြန်ငုံကြည့်လိုက်။အိုးခကြီးအများကြီးပုတ်ခဲ့ပြီကောအံ့ဩပါလိမ့်မယ်။ဘာတခုမှမလုပ်ဖဲနဲ့အောက်မှာကြံခဲ့တဲ့ကောင်ကအဲ့ဒီကောင်စတော့ငါနဲ့အတူတူပါပဲကွာ။မမီမကန်းနဲ့ပခုံးကိုလှမ်းဖက်တယ်။မဖက်နဲ့မင်းမမီတော့ဘူး။မင်းလည်းဖက်ချင်မင်းဝါသနာပိစဆိုင်ကိုကြိုက်မိတယ်။အထွတ်တခုတက်ခဲ့ပါ။ နောက်ကျသွားတယ်ဆိုတာမရှိဘူးနောက်ကျသွားတယ်ဆိုတာမရှိပါဘူးတတိယတဲ့ချိန်လုံမယ်กว่าလို့ဆုံးဖြတ်တဲ့ချိန်ကချိန်ကောင်းပါလေတက်ပါ तू ကမင်းနဲ့10နှစ်ဆောရောက်ချိန်ရောက်မင်းကနောက်10နှစ်မှရောက်ပြီလဲပဲအတူတူပဲလှမ်းပြီးတော့အခုခက်လို့ရပါလေကျွန်တော်တို့ဆောစောကပြောတယ်ကိုကန်ထူးလို့ကိုကိုကိုလည်းမမြင့်ကိုသားစဉ်မြေဆက်ကိုလည်းမမြင့်မလုပ်ကြပါနဲ့ အနည်းဆုံးတော့စာဖတ်ပြီးတော့ဉာဏ်ရည်မြင့်အောင်မြင့်ပါဉာဏ်ရည်မြင့်နိုင်တယ်ကလုံရည်ကံရည်တိုးမြင့်လာပါလိမ့်လုပ်ငန်းတိုင်တိုင်းတွေမြင့်ပါအနည်းဆုံးတော့တထည်ဖြစ်အောင်လုပ်ပါဟာဆရာကလည်းတထည်ဖြစ်အောင်များအနိုင်ဆုံးလို့အနည်းဆုံးလို့ပြောနေသလားအဲ့ဒါအနည်းဆုံးအနိုင်ဆုံးပါပဲမခက်ပါဘူးမလုပ်ကောမလုပ်ကြလို့စွန့်စွန့်စားစားတကားကိုမခောက်ကြဘူး ဘယ်သတိမှခွက်ခွက်လာအောင်ရှုံပြီးတော့ကုန်းမထားရင်မရှိပါဘူးအဲ့ဒီအရှုံးကိုမကြောက်ပါနဲ့ကုန်းထားဖို့သာမလျော့မလျော့ဆိုဝိရိယမလျော့ပါစေနဲ့ထားရင်ဘယ်နှခါလဲလဲတက်ပါနောက်ဆုံးတော့ဇွဲကောက်နဲ့မင်းကြီးမန်းချက်ကိုရောက်မှာပါစာချစ်သူများအားလုံးကိုကိုကိုမြင့်ပါကိုမိသားစုကမြင့်ပါကျွန်တော်တို့ ပတ်ဝန်းကျင်ကိုမြင်မှာကိုမျိုးမြင်မှာအဲ့ဒီလိုအားလုံးမြင်အောင်မြင်ကျွန်တော်တို့တနိုင်ငံလုံးမြင်တက်ပါလိမ့်မယ်ဥစွာပထမတဦးချင်းစပြီးတော့မြင်ချင်းအဖြစ်လယ်ရင်းသာဆော့ချင်တော့ကြောက်တော့ဂျာကတိုင်ငံမှုကြီးကြီးအောက်ကိုဖီစီးနေတဲ့ကောင်တော်ဒီဘွားလောက်ရောက်ရင်စာချစ်သူများကျွန်တော်တွေဆယ်စားတာရဲနေပါလေအဆရာထောင်းတာလုံးတို့တဲ့အောင်မြင်ကြပါစေလို့ su y ni